မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဥစဉ်ရဲ့ဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဣတိတိဆရာတော်ပါ။တရားမတ်တေတရားမတ်တေခန္ဓာကိုယ်ကြီးပင်ပန်းနေသလိုတွေ့နေကြပြီပေါ့။တို့သိချင်တာကတပည့်တော်တို့တရားကို လိုချင်လာပြီဖေယားတရားရဖို့အတွက်ဘာတွေများဆက်ပြီးတော့လုပ်ရမလဲဖေယားတရားဆိုတာတတိပါပဲအလုံးစုံသော တရားမှာတတိဥဆောင်ပါတယ်ဘာလို့ဘုံဘုံဒီစကားပြောလဲဆိုတော့မြတ်စွာဘုရားကတတိပဋ္ဌာန်ကိုပဲဟောခဲ့တာပါပညာပဋ္ဌာန်ကို မဟောခဲ့ပါဘူးဒါနပဋ္ဌာန်လည်းမဟောခဲ့ပါဘူး သီလပဋ္ဌာန်လည်းမဟောခဲ့ပါဘူးမြတ်စွာဘုရားသည်သတိပဋ္ဌာန်တရား၄ပါးကိုဟောခဲ့တာပါသတိပဋ္ဌာန်တရားရဲ့၄ပါးရဲ့အကျိုးသည်ပါလေဆိုတော့စိတ်ကိုမိမိရဲ့စိတ်ကိုပိစုံပံကနေမထွက်အောင်အကေခတ်နေဖို့တက်နေဖို့လိုပါတယ်အကေခတ်တတ်ဖို့လိုပါတယ်ပုံပုံပြောလိုတာက ဥပမာယောဂီတို့ကမျက်လုံးမိပြီးတော့တရားထိုင်တာပြီးတော့ပြီထိုင်တာကတဏှာကြီးလောက်ပဲထိုင်တာလေမက်တာလေတဏှာကြီးမပြေးပါဘူးစင်း၅မိနစ်လောက်ပဲတတိယမှာပါနော်ပြောလို့တာကတတိဆက်ဆက်နေဖို့လိုပါတယ်အမဲတတိကိုပြောတာပါ အမဲတတိဆိုတာကမိမိရဲ့စိတ်ဟာ အတိတ်ကိုထွက်တော်သလားအနာဂတ်ကိုထွက်တော်သလားပိဿုပံမှာပဲငြိမ်နေသလားမြတ်စွာဘုရားဟောခဲ့တာကဘာကိုဟောခဲ့လေဆိုစိတ်ကိုဖြစ်ပေါ်မေးနေရာရှောက်ခုဟောခဲ့တာပေါ့စိတ်ဖြစ်ပေါ်တတ်တဲ့နေရာအရှင်ဘုရားတပည့်တော်တို့စိတ်ကိုဘယ်လိုဖန်တွေးမလဲကြိုင်လို့မှမရတာကြိုင်လို့မရပေမဲ့သူ့ကိုဖန်လို့ရတဲ့နေရာရှိပါတယ်စိတ်ဖြစ်ပေါ်တဲ့နေရာရှောက်နေရာပေါ့မျက်စိရဲ့ နာရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့ဒီ၆ခုပေါ့နော်အခုနာနဲ့အပန်နဲ့တိုက်ပြီးတော့ကြာစိတ်ပေါ်နေပါတယ်ယောဂီတွေမှာဖုံးကနေအပန်ထွက်လာတယ်နာနဲ့တိုက်တယ်အဲ့ဒီတိုက်တာကိုဖဲသလို့ခေါ်တာပါ ပါဠိလိုပြောရင်နော်နာကိုဇင်ဝါလို့ခေါ်တာပါနော်ကာယ သောတာလို့ခေါ်တာပါနာကိုသောတာနော်မျက်စိကိုစက္ခုသောတာဇင်ဝါကာယမနော့ဘောဒါအကုန်လုံးကပါဠိလို့ပြောနေလို့ရှောင်းမျိုးပေါ့အဲ့ဒီရှောင်းမျိုးမှာ ကိုတို့ကသမင်းစားနေတဲ့အခါစိတ်အပြင်းကိုမထွက်အောင်မဲခိလာမေးပြီလမ်းလျှောက်လာတဲ့အခါ ကိုကလမ်းလျှောက်တဲ့အခါစိတ်အပြင်းကိုမထွက်အောင်ဘယ်နေရာမှာထားမလဲစိတ်ကိုစိတ်ကိုထားမဲ့နေရာတခုလိုပါတယ်အဲ့ဒီစိတ်ကိုထားတဲ့နေရာကို ကမ္မထံလို့ခေါ်တာပါเนาะကမ္မထံမတ်တေဆိုတာအယိုးတွေကြေးအောင်အကြီးဆုံးအောင်အဲ့လိုမျိုးမဟုတ်မဟုတ်ပါဘူး အဲ့ဒါကလူတွေထင်တဲ့ကမ္မထံယုတ်ကမ္မထံယုတ်ပောက်တွေဆိုတာမြတ်စွာဘုရားရဲ့ဒုက္ခရစရိယာပုံတော်တွေကိုမှန်ပြီးတော့ပြောကြည့်ကြတာပါတကယ်တမ်းကမ္မထံဆိုတာအဲ့ဒါမဟုတ်ပါဘူးကမ္မထံဆိုတာစိတ်ကိုထာမေနေရာပေါ့အခုဖုံဖုံစကားပြောနေတယ်စိတ်ကိုဘယ်နေရာမှာထားလဲထားရမှာပါအပန်အာပြူတွေနေရာမှာထားမလားနှခမ်းတွေလှုပ်တဲ့နေရာမှာထားမလား အဖန်ရဲ့ဒီနေရာမှာထားမလားဘာလို့ထားတာလဲအဲ့ဒီထားတယ်ဆိုတာသမာဓိကိုထူထောင်နေတာမြတ်စွာဘုရားပြောတဲ့စကားကိုနားထောင်နေတာအဲ့ဒါမြတ်စွာဘုရားကသမာဓိကိုထူထောင်ကြလို့ပဲပြောတာသမာဓိကိုထူထောင်နေဆိုတာဖြည့်ပြတ်မဲ့ခိုင်းနေတာနော်ဖြည့်ပြတ်မဲ့ဖို့အတွက်ဖြစ်တာကိုလည်းမသိပြတ်တာကိုလည်းမသိဘလို့မဲ့မလဲအဲ့ဒါနဲ့တိုင်ပန်းနေကြတယ်ပေါ့ ဘာမှတိုင်ပဲစရာမလိုဘူးသမာဓိကိုရအောင်လုပ်ရင်ဖြစ်ပျက်ကိုသိမှာပါသမာဓိမရှိဘဲနဲ့ဖြစ်ပျက်ကို မသိနိုင်ပါဘူးသီလပြည့်စုံဖို့လိုပါတယ်သမာဓိပြုဖို့အတွက်သီလမပြည့်စုံဘဲနဲ့သီလကျိုးပေါက်နေရင်လည်းသမာဓိလှုပ်ရှင်သလောက်လုံးသမာဓိကမရနိုင်ပါဘူးသမာဓိမရရင်ပညာမပေါ်နိုင်ပါဘူးဒါတရားကဒီတိုင်းပါပဲ တရားဆိုတာသီလတမာတိပညာဒီလမ်းကြောင်းတိုင်းသွားမှာပါအခုရိတ်တာတွေမှာဦးစင်းတို့ကြုံတွေ့နေရတဲ့ယောဂီတွေကိုကြီးလိုက်တဲ့အခါအိုင်တဲ့အခါတော့မက်ပြီးလမ်းလျှောက်တဲ့အခါသူတို့တတိပါလာမက်လာလာညာလန်းနေဘေလန်းနေတို့ဒီတိုင်ရက်နေတဲ့အခါသူဘာကိုမက်နေလဲမြင်ငွင်းတွေကိုမက်နေလားကြားတဲ့တတိတွေကိုမက်နေလားသူတို့စိတ်မှာအဆောင်ရှောက်ရှိပြီလားအဲ့ဓာတွေကို ကြည့်တာပါ ယောဂီတွေကိုကမ္မထံပြားတွေဘုံကြီးဆိုတာယောဂီတွေကိုဘာကိုကြည့်လဲဆိုတော့သူတို့ပြောတာဘာပြောလာလဲစကားတွေပြောเสียရတယ်ရှိနေသေးလားအဲ့ဒါဆိုရင်သူစိတ်ကိုအားဖို့မတည်သေးဘူးနော်သီးပြီပေါ့တန်ပြီးတော့မွေမွေချင်းရှည်နေနေဆိုတာဒါကိုပြောတာပေါ့သူစကားအမှန်ကလေးလိုက်ဖန်နေတိုင်ပြီလားအရှင်ဘုရားတပည့်တော်မကိုဟိုယောဂီကဒီလိုလှုပ်လိုက်တယ်ဘုရားဆိုတော့ သူအကြောင်းအကျိုးကို သူနားမလည်သေးလို့တိုင်လာတာပေါ့တကယ်တည်းဆိုရင် သူကိုတရားပြတာဟိုယောဂီကနော်စဘာဝတွေကလည်းတရားပြတာကို ကနားမထောင်တဲလို့မကြတဲလို့သမာဓိအားနေလို့ပညာမပေါ်သေးလို့ကိုကနားမထောင်တဲ့တာဖြစ်တယ်မသိနိုင်တာဖြစ်